ကိုခန္ဓာစနစ်ဆိုတာပါလေအသက်ကြီးလာတာစိတ်လက်ရမကားတွေဘီယာတွေပေါ့နော်အလုံးမင်းမင်းလာပါကျမတဲ့အမျိုးသားတယောက်ဖြစ်ဖို့ကိုကိုကြီးဖြစ်ဖို့ဘူးလို့နော်ကိုကြီးကိုမှကိုခန္ဓာကဘလောက်အရေးပါလဲဆိုတာလေးကိုလာပြီး sharing လုပ်တာပါကိုခန္ဓာစနစ်ဆိုတာပါလေအသက်ကြီးလာတာစိတ်လက်ရမကားတွေဘီယာတွေပေါ့နော်အဲသုံးဆွဲတာပြီးတော့ ညဉ့်ဉန်းတဲ့လေတုကိုရှူဆိုင်တယ်တချို့သူတွေကညဉ့်ဉန်းတဲ့လေတုကိုရှူဆိုင်တယ်ဆိုတော့တချို့တခြားတော့ဘယ်သူကရှူဆိုင်မလဲနော်တန်ရှင်းတဲ့လေတုကိုပဲရှူဆိုင်ချင်တာပေါ့ဒါပေမဲ့ညဉ့်ညဉ့်ဉန်းတဲ့လေတုကိုရှူဆိုင်တယ်ဆိုတာကကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ရဲ့အလုပ်မှာတကယ်ကိုညဉ့်ဉန်းတဲ့လေတုမှာလေတုညဉ့်ဉန်းတဲ့လေတုရှိတဲ့အလုပ်တွေပါတယ်မှာမဖြစ်မနေမလွဲမသိကြုံရတာမျိုးပေါ့နော် ကိုခန်းစနစ်နဲ့ဆိုင်တဲ့ယောဂတစ်ခုခုရှိတာအဲ့ဒါတော့ခေါက်တို့လေးဘက်နာလို့နော်ပြီးတော့အဝလွန်လာအဝလွန်လာအိတ်ချိန်နေတာတချို့ကနားချိန်အိတ်ချိန်ကိုအရင်နေတယ်အိတ်ချိန်နောက်ကျတာမျိုးတွေအဲ့လိုမျိုးတွေရှိနေတာတွေပြီးတော့စိတ်ဖိစီးမှုများတာခုကာလမှာကကိုယ့်ရဲ့အလုံးမှာပဲဖြစ်စီမိသားစုအရေးပဲဖြစ်စီနော်တဘာဝဘေးတွေကြောင့်မဖြစ်စီစိတ်ဖိစီးမှုတွေအရင်များနေတာအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင်ကိုခန်းစနစ်ကိုတကယ်ကို နည်းစေတာပါနော်ပြီးတော့အာဟာရပြည့်ဝအောင်မစားတာတချို့ကြတော့ခြွေတာလို့တမျိုးတချို့ကြတော့ရှောင်းတာတွေညားလို့တမျိုးတချို့ရှောင်းနေဆိုတာအာတော့ဘာဘာဆိုမစားညားဆိုမစားဘူးပေါ့နော်ရှောင်းနေအဲအဲ့လိုမျိုးတွေရှောင်းလုံးအချင်းရင်လည်းမကောင်းပါဘူးမျှတအောင်လူတယောက်ကအစားအသောက်ကိုမျှတအောင်စားရပါလေအသားကြီးစားလို့လည်းမကောင်းတယ်လို့ငါးကြီးစားလို့လည်းမကောင်းဘူးအဲအကြောင်းအသားကအတိအရွယ်နော် အဲ့လိုမျိုးလေးမျှတအောင်စားပေးရပါမယ်ချိုးချင်ဖန်ခါပေါ့နော်အကုန်မျှတအောင်စားပေးရပါမယ်ပြီးတော့ဟော်မုန်းအားနေတာအားပြောင်းပြဝအောင်မစားတဲ့အတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဟော်မုန်းတွေအားနေလာပါတယ်အဲ့လိုအားနေလာတဲ့အခါမှာကိုကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုကဟော်မုန်းတွေဖြစ်ဆွတ်ပေးရပါတယ်ဖြစ်ဆွတ်ပေးရကိုယ်တဘာဝနည်းနဲ့ဖြစ်ဆွတ်မှာလားတဘာဝနည်းနဲ့မဖြစ်ဆွတ်ဘူးဆိုရင်မဖြစ်ဆွတ်နိုင်ဘူးမလုံးနိုင်ဘူးဆိုရင် တကယ်ကိုဟော်မုန်းဖြည့်စွက်စာတွေရှိပါတယ်ပြီးတော့အမျိုးသားအများစုอ่ะเนาะဩညာတော့အဖြစ်อ่ะအမျိုးသားတွေကကိုယ့်ရဲ့မိသားစုကိုဥษาနေရတာပါเนาะကိုယ့်ရဲ့မိသားစုကိုဥษาနေရတဲ့အခါမှာကိုကိုကိုအားကိုးနေတဲ့နောက်ကမိသားစုရှိတဲ့အတွက်ကိုယ့်ရှေ့ကနေမမမရက်တည်နေရတာအဲ့ကျတော့ကိုကျမ်းမာမှာကိုအဆင်ပြေမှာပါမိသားစုတခုလုံးအဆင်ပြေမှာပါပြီးတော့မနေ့က customer တယောက်နဲ့စကားပြောတယ်ကျမတို့ကကျမ ရောင်းတဲ့ဟိုမုံအဖြစ်တက်စာမြို့သားခွားမြင့်တက်စာကျမပြောပါတယ်ရောင်းကြတယ်ပြောတယ်သုံးလတော့အ ਨੇ ဆုံးစားပါအဲ့သုံးလဆိုတာတော့မှကိုယ့်ရဲ့နေထိုင်စားသောက်မှုပေါ်မှာမူတည်ပါတယ်နော်သူကနှစ်သူနှစ်လရှိပြီပေါ့နော်စားနေတာ၄ခုဖြစ်နေပြီခွားမြင့်တက်စာပြောလေးခုဖြစ်